တာချီလေးမြို့နိုင်ငားမွေးတောင်သူများထံသို့ငားသားပေါက်များထောက်ပံ့ပေးရတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းတာချီလေးခရိုင်တွင်ယာဂီမုံတိုင်းကြောင့်ပျက်စီးဆုံးရှုံးသွားသည့်ငားမွေးကံများအတွေ့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှငားမွေးတောင်သူများထံသို့ငားသားပေါက်များထောက်ပံ့ပေးရခြင်းကိုယနေ့နေ့9နိုင်ကမိုင်းဖုံခကျေးရွာအုပ်စုဝီလီလန်ကျေးရွာရှိရှမ်းဖုံကြီးကျောင်း၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကဋ္ဌဦးတင်ဝေတုံက အဖွင့်အမှားစကားပြောကြားပြီးခရိုင်၅လုပ်ငန်းဦးစီးဌာနခရိုင်တာဝန်ခံဦးတန်းထိုက်ကယာဂီမုံတိုင်းကြောင့်ပြည့်စည်ဆုံးရှုံးသွားသည့်ငါးမွေးကံများပြန်လည်လေပတ်နိုင်ရေးအတွက်ဒေသနှင့်ကိုက်ညီသည့်ငါးသားပေါက်များထောက်ပံ့ပေးအပ်ခြင်းနှင့်ဆက်လျင်း၍ရှင်းလင်းပြောကြားပါသည်။ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကဋ္ဌဦးတင်ဝေတုံခရိုင်၅လုပ်ငန်းဦးစီးဌာနခရိုင်တာဝန်ခံဦးတန်းထိုက်နှင့်တာဝန်ရှိသူများက တီလာဗီယာနှင့်ရွှေဝါငကျင်းငါးတားပေါက်ကောင်းရီတေကလျင်တထောင်လုံးဖြင့်တာချီလိမ့်မြို့နယ်မိုင်းဖုံကမိုင်းဖုံခကြေးရွာအုပ်စုတွင်ရှိငါးမွေးတောင်သူ52ဦး30နှစ်တက်သမတ်1000ဧကအတွေ့ငါးကောင်ရီ3290ကို၎င်းတာလီမြို့တွင်ရှိငါးမွေးတောင်သူ3ဦး3ဧကအတွေ့ငါးကောင်ရီ3000ကို၎င်းကျိုင်းလက်မြို့အတွင်ရှိငါးမွေးတောင်သူ83ဦး6တက်သမတ်4ဧကအတွေ့ 9កောင်ရေ6420ကို၎င်းစုစုပေါင်း9កောင်ရေ41590တို့ကို9မွေးတောင်သူများထံသို့အတိအထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ